အင်းစိန်တောင်တွင်ဖမ်းဆီးခံထားရတဲ့တာဂတ်တာဖွဲ့ဝင်ចောင်းသားကောင်းဆောင်ကိုစရာလွင်နဲ့ကိုပိုင်ရဲသူတို့ကိုစက်တင်ဘာလ10ရက်နေ့ကပပယ်တမ်းမြို့နယ်မှာရုံးချင်းစစ်ဆေးခဲ့ပါတယ်။တရားရုံးမှာတရားစွဲခံထားရတဲ့ចောင်းသား2ဦးကစာမွေးပွဲဖြေဆိုခွင့်လျှောက်ထားခဲ့ကြပါတယ်။တရားသူကြီးကတရားစွဲခံထားရတဲ့ចောင်းသား2ဦးစာမွေးပွဲဖြေဆိုခွင့်နဲ့ပတ်သက်ပြီးတရားရုံးကစာမွေးပွဲဖြေဆိုရက်နဲ့ရုံးထုတ်ရက်မတိုက်အောင်အကျဉ်းဦးစီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်မယ်လို့အမိန့်ချမှတ်လိုက်ပါတယ်။ဒီနေ့ရက်စွဲလို့ရပါပြီ။ရက်စွဲရ တော့ကြောက်မလို့ကျွန်တော်ကကျွန်တော်ပြည်သူအားလုံးကြောင်းနေမှုတစ်ခုမှမဝင်ရအောင်အခုကျွန်တော်ပြည်သူတွေအားလုံးဒီကသမိုင်းအားလုံးဒီလိုမျိုးလမ်းမပေါ်မှာဝိုးထဲမှာရှိနေကြတာကြောင်းနေမှုမရှိတော့အဲ့တော့ကျွန်တော်ကြောင်းနေမှုတစ်ခုရှိအောင်ကြောင်းပါရအဲ့ချိန်တစ်ခုပြီးတော့ကျွန်တော်နိုင်ငံရဲ့အားလုံးမှာကျွန်တော်ပြည်သူအားလုံးမှာသွားရှိတယ်တာဝန်ရှိတယ်နည်းရအောင်ပေးမှရမယ်နည်းကွဲလို့မဖြစ်ဘူးဒီမိုကရေစီအားလုံးကြီးနည်းနိုင်မှရအဲ့တော့အပြောင်းအလဲတစ်ခုအရေးကြီးပြီကြောင်းနေမှုတော့အားလုံးမှာတာဝန်ရှိတယ်ဘယ်သူရဲ့ ီးရတာတွေအားလုံးဒီ body ball ပုံလို့ခံစားနေရတယ်။အချင်းတော်ကပြောတယ်တရားရင်ဝင်နာဘက်ကတောင်းဝင်ရှိတယ်။တရားရင်ဝင်နာကပြောတယ်အချင်းတော်ကတောင်းဝင်ရှိတယ်။အချင်းတော်ကပြန်ပြောတယ်ကျွန်တော်တို့ဒီတရားရင်ကတောင်းဝင်ရှိတယ်။တရားရင်ကပြန်ပြောတယ်အချောင်းအဲ့ဒီကြားထဲမှာကျွန်တော်ဆောင်ဝတ်ဖြေခွင့်ကဘူးဒီအသေးချာသေးဘူး။ဆိုတော့ကျွန်တော်တို့ចောင်းသားတွေအားလုံးဒလောတယ်မှာကျွန်တော်စာသင်ရတဲ့အချိန်မှာကျွန်တော်ထောင်ထဲရောက်နေတယ်။ဒါကျွန်တော်ចောင်းသားခွင့်ဆုံးဆုံးလာတယ်။တနည်းပြောရင်ကျွန်တော်ကျွန်တော်တို့လူငယ်တွေရဲ့အရင်းမြစ်ဆုံးဆုံးလာတယ်။ တော့ဒီမတရားတဲ့ဥပဒေအောက်မှာကျွန်တော်တို့မျိုးမျိုးခံနေရတယ်ကျောင်းသားကောင်းဆောင်တို့ရုံထုတ်ခဲ့တဲ့နေ့တွေမှာတာဂတာဖွဲ့ဝင်ကျောင်းသားချုပ်နဲ့ပြည်သူချုပ်ကဖေးလောက်လှုပ်ရှားမှုကိုပပေတန်းတရားရုံးရှိမှာပြုလုပ်ခဲ့ပါတယ်။ရုံချင်းမှာတရားလုပ်ကိုဆက်လက်စစ်ဆေးခဲ့ပြီးစက်တင်ဘာလ19ရက်နေ့ကိုထပ်မံချိန်ဆလိုက်ပါတယ်။